စတင်ပြီးတော့ပြောရအောင်ခန္တီဆိုတာဘာလဲအကျဉ်းအပြင်းတော့သီးခံခြင်းလို့နားလည်ထားကြပြီသားပါအဲ့လိုသီးခံနိုင်တယ်ဆိုလို့ရှိရင်ဒါမင်္ဂလာရှိတယ်လောကီရောလောကုတ္တရာရောကြီးပွားကြောင်းချမ်းသာကြောင်း ကုသိုလ်ကောင်းမှုကြီးဖြစ်တယ်မြင့်မြတ်မှုကြီးဖြစ်တယ်ဆိုပြီးတော့မြတ်စွာဘုရားကဒီခံခြင်းမင်္ဂလာဒီနေရာမှာဥရှင်တို့ခန္တီကိုအဓိဝါဒနာလို့အဓိဝါဒနာဆိုတာကဘာတွေပဲဖြစ်လာဖြစ်လာနော်မိမိအပေါ်မှာမကောင်းတာတွေပြောလာတယ်မကောင်းတာတွေပြုတ်လာတယ်ဆိုလို့ရှိရင်ကိုယ့်အပေါ်မှာပဲတီးစေတာသူကပြောလာလို့ကိုယ်ကပြန်ပြီးတော့ပြန်လန်ပြောမယ် သူကပြုတ်လာလို့ကိုကပြန်လှန်ပြီးတော့ပြုတ်မယ်ဆိုလို့ရှိရင်အဲ့ဒါကို့အပေါ်မှာတီးစေရမရောက်ဘူးပေါ့ဟုတ်လားဒါကြောင့်ကို့အပေါ်မှာဆိုတာတွေစေတာတွေဆူတာတွေစိတ်တိုင်းမကြတရားတွေကာယကံမှုဝစီကံမှုတွေ ਨੇ လွန်ကျူးလာပြီဆိုလို့ရှိရင်အဲ့ဒါကိုကိုကတီးခံဖို့ကြိုးစားအားထုတ်တာပြန်လှန်ပြီးတော့မတုံ့ပြန်ဖို့ကြိုးစားအားထုတ်တာဟုတ်လားအလွန်မှဟိုကြင့်နိုင်ခဲ့တဲ့အကျင့်ကြီးတစ်ခုပါသူများကကို့ကိုစောစောကားကားပြောလာတာပြုတ်လာတာကို ဒါကိုဘာမှမပြန်မပြောဘဲနဲ့မပြုတ်ဘဲနဲ့ကင်ပြောပါစေပြုတ်ပါစေလို့ခေါင်းကုန်ပြီးတော့တိခါနိုင်ဖို့ဆိုတာပေးတတ်ပေါင်းတို့ဘောင်းတို့မလွယ်ပါဘူးဟုတ်ရဲ့လားအေးဒါပေမဲ့လို့အဲ့ဒီမလွယ်တဲ့အကျင့်ကိုပဲကြိုးစားပြီးတော့အထောက်ကြရမယ်ချင်းသုံးကြရမယ်ဆိုပြီးတော့မြတ်စွာဘုရားကခန္တီဆိုတဲ့မင်္ဂလာဟောကြားတော်မူတာနော်ဒါကြောင့်ပေးတတ်ပေါင်းတို့ဘောင်းတို့ဒီနေရာမှာတိခါခြင်းနဲ့ပတ်သက်ပြီးတော့ဘာကြောင့်မင်္ဂလာဖြစ်ရကလေး စဉ်းစားစရာတွေရှိတယ်။ဒီကံချင်းဟာမိမိသူတစ်ပါးနှစ်ဦးသားအကျိုးတရားတွေကိုအများကြီးရှိသေးတယ်။နော်။ဒီခံလိုက်ခြင်းအပြင်အကျေအကျေမငိမ့်ပွေတွေဘာမှဖြစ်စရာအကြောင်းမရှိဘူး။နောက်ဒီခံလိုက်ခြင်းအပြင်ကိုယ့်အတွက်လည်းပဲငင်းအေးရာငင်းအေးချောင်းကျင့်သုံးရာရောက်တယ်။သူ့အတွက်လည်းပဲငင်းအေးရာငင်းအေးချောင်းကျင့်သုံးပေးရာရောက်တယ်။ဒါကြောင့်အလွန်တရာမှမြင့်မြတ်တဲ့စင်ကြယ်တဲ့အခြင်းဖြစ်တယ်ဆိုပြီးတော့ ခန္တီပရမန်တဘောတိတိခာဆိုပြီးတော့မြတ်စွာဘုရားကဒီခန့်ခြင်းသည် အကျင့်တကအကျင့်တည်းမှာအမျက်ဆုံးအကျင့်ဆိုပြီးတော့ဟောတာဟုတ်ရဲ့လားဒါကြောင့်ပေတပောင်းသူတို့ဘောင်းတို့တော့မကောင်းတာတွေဖြစ်လာပြီဆိုလို့ရှိရင်စိတ်ထဲမှာဒေါသအမျက်မထွက်စေဘဲနဲ့ဒီခန့်နိုင်တဲ့အလေးကျင့်ကိုကြိုးစားပြီးတော့အာထုတ်ကြရမယ်ပေါ့ဒီနေရာမှာဥရှင်တို့အင်္ဂုတ္တပါဠိတော်မှာဒီခန့်ခြင်းသည်အကျိုးကျေးဇူး၅ပါးရှိတယ်ဆိုပြီးတော့မြတ်စွာဘုရားဟောထားတယ် ဒီမခံခြင်းကတော့စန့်ကျင်ဘက်အပြစ်၅ပါးရှိတယ်ပေါ့ဒီအကျိုးပြစ်လေးတွေကိုဦးဇင်းတို့နားလည်ထားဖို့တော့လိုမယ်ဗျာဘာကြောင့်လဲဆိုတော့ဒီမခံလို့ရှိရင်ဒီမခံလို့ရှိရင်အပြစ်တွေရှိတယ်ဒီခံမယ်ဆိုရင်တော့အများကြီးကောင်းကျိုးချမ်းသာကိုရနိုင်တယ်လို့သိထားရင်သိထားသလောက်ဒီခံခြင်းနဲ့စိတ်တွေကတော့ပိုပြီးတော့များလာမှာပဲဒါကြောင့်ဒီခံခြင်းရဲ့အကျိုးကျေးဇူးကိုနားလည်ဖို့လိုသလို့ တိမခံရင်ဖြစ်ပေါ်လာနိုင်တဲ့အဖြစ်တွေကိုလည်းပဲနားလည်ထားဖို့လိုတယ်။အဲ့တော့မြတ်စွာဘုရားကတိမခံမှုဆိုလို့ရှိရင်လည်းဘာဖြစ်လာနိုင်တော့ဆိုတော့ဘဟုနောဇနတ္တအပိယဟောတိအမနာဘောတဲ့။ညာစွာသောလူတွေရဲ့မချစ်မနှစ်သက်ခြင်းအမုန်းတရားတွေကိုကိုရရှိလိုက်မယ်။ဟုတ်လား။ကိုကတိမခံနိုင်မှုထစ်ကနေရှိရင်ပြန်ပြန်ပြီးတော့တုံ့ပြန်တုံ့ပြန်နေတယ်။ဘာလို့မှတိမခံနိုင်မှုဆိုလို့ရှိရင်တော့အဲ့ဒါလူတွေရဲ့မုန်းတရားကို ကိုခံရလိမ့်မယ်တကယ်လို့တီးခံနိုင်မယ်ဆိုရင်တော့စန့်ကျင်ဘက်အနေနဲ့လူတွေရဲ့ချစ်ခင်မှုမြင့်နှုံးမှုကိုကိုရမယ်ပေါ့ဒါလည်းပဲဦးဇင်းတို့ပေးသပေါင်းသူတော်ကောင်းတို့ဟိုတီးမခံခြင်းရဲ့အပြစ်တစ်ပါးကိုပြောတိုင်းပြောတိုင်းတီးခံခြင်းရဲ့အကျိုးကျေးဇူးကိုလည်းစန့်ကျင်ဘက်အနေနဲ့နားလည်ရမယ်ပေါ့ဟုတ်ရဲ့လားအေးတီးမခံလို့ရှိရင်ဘ ਹੁ နောဇနတအပိယဟောတိအမနာပေါ့လူတွေရဲ့ချစ်ခင်တဲ့မှုမြင့်နှုံးမှုကိုမရနိုင်ဘူးတဲ့ဒါလည်းမကဘူးတဲ့ ဝေရဘဟုလောစဟောတိဝိဇ္ဇဘဟုလောစဝေရဘဟုလောယံများတယ်တဲ့တိမခံလို့ရှိရင်ဟုတ်လားတိခံမှုစွမ်းအားနည်းတဲ့ပုဂ္ဂိုလ်ဟာယံများတယ်ယံများလို့ရှိရင်ဒါဖြည့်စင်ရတာတွေနဲ့ဒုက္ခတွေလည်းပဲများသွားတာပါပဲဒါကြောင့်တိခံမယ်ဆိုရင်တော့ယံမများဘူးပေါ့တိခံလိုက်ခြင်းအဖြစ်အခြေအကျမငြိမ့်မွေတွေဖြစ်เสียရမရှိဘူးပေါ့နောက်ပြဿနာအလုံးကို အခြေအမြစ်ကစပြီးတော့ဖြည့်ရှင်းရလဲရောက်တယ်လို့ဦးဇင်းတို့ထင်ပါတယ်ဟုတ်လားဒါကြောင့်ဒီမခံလို့ရှိရင်နံပါတ်1ရံများတယ်ပြီးတော့ဦးဇင်းတို့ဝိဇ္ဇာဘဟုလောတဲ့ဒီမခံလို့ရှိရင်အပြစ်လဲများတယ်ဟုတ်လားကိုကဒီမခံနိုင်တော့ဒေါသအလျောက်မပြောတင်တာတွေကိုပြောမိသွားတယ်မလုပ်တင်တာတွေကိုလုပ်မိသွားတယ်အဲ့ဒီမှာဦးဇင်းတို့ပြစ္ဆုတ်ပံမှာလည်းပဲတော့အပြစ်တင်များလာလို့ရှိရင်ဒုက္ခတွေများလာနိုင်တယ် ဆိုကြမလို့ရာဇဝမှုတွေလွန်ကျူးမိသည့်အထိအပြစ်တွေကြီးမယ်ဆိုရင်အချုပ်အနှောင်တွေလည်းခံရနိုင်တယ်တန်ရိုက်တာတွေဘာတွေလည်းခံရနိုင်တယ်ဟုတ်လားအပြစ်များရင်ဒါဒုက္ခများလာတာပဲအေးဒီအပြစ်တွေများလို့ရှိရင်တချို့အပြစ်တွေကြီးလွန်တဲ့အခါကျတော့ဟောတန်တရားမှတောင်းမှပေးဆက်ရတဲ့အနေထားမျိုးတွေလည်းရှိနိုင်တယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားကပြီးမခံလို့ရှိရင်အပြစ်လည်းများတယ်ရံများတာနဲ့အပြစ်များတာနဲ့မတူဘူးနော်ရံများတာကတော့ဒီပြစ္ဆုတ်ပံမှာ အစင်းရဒုက္ခကြီးတယ်ဖြစ်ရှင်းရတာတွေစိတ်ရှုပ်တွေးရတာတွေပူလောင်ရတာတွေများတယ်ဆိုတဲ့အတိတ်ပဲပေါ့။နောက်အပြစ်များတယ်ဆိုတာကြတော့ပြစ္ဆုတ်ပံဆင်းရဲတယ်မကဘူး။တန်တရာဆင်းရဲကိုပါကြောက်စရာအနေထားရောက်သွားတယ်။ဒါကြောင့်တိမခံလို့ရှိရင်အပြစ်လည်းပဲများတယ်တဲ့။ဒါတွေမကဘူးတဲ့။တန်ပုံလောကလံကရောတိတဲ့။နော်။တိမခံလို့ရှိရင်တေဂာနီးမှာတွေ့တွေ့ဝေဝေဆင်းရဲရပူပူလောင်လောင်တရားတဲ့တဲ့။ ကိုကဘဝတစ်လျှောက်မှာတိမခံမှုတွေနဲ့ပဲနေလာတယ်။နော်အဲ့လိုဆိုလို့ရှိရင်ကိုယ့်ရဲ့အဖြစ်တွေကိုယ့်ရဲ့အပြုအမူတွေဟာမတန့်ရှင်းတဲ့အတွက်ကြောင့်စိတ်မချမ်းသာတဲ့နေရာတွေများတဲ့အတွက်ကြောင့်ဒီကနေ့မှလည်းပဲဒီကိစ္စတွေကအကြောင်းအကျိုးဆက်ပြီးတော့နောက်ပူပူလောင်လောင်ဆင်းဆင်းရဲရဲနောက်တာတရားတွေနဲ့နော်တည်လမ်းမဖြောင့်မှုဆိုတဲ့အသေးပင်ပေါ့ဟုတ်ရလား။ဒါကြောင့်တိမခံလို့ရှိရင်နံပါတ်၄အဖြစ်ကဒီကနေ့မှဆင်းဆင်းရဲတရားတဲ့တဲ့ဒါရင်မကဘူးတဲ့ စင်တင်ရရတည်သွားပြီဆိုရင်တော့စင်တင်ရရတည်တဲ့ပုဂ္ဂိုလ်တို့ရဲ့လာရဖြစ်တဲ့เนาะအပါယံဒုက္ကတိဝိနိပါဒဏိရိယဥပပစ္စတိလို့မြတ်စွာဘုရားဟောတယ်။အလွန်တရာမှဆင်းရဲတဲ့เนาะအပေလေးပါးကိုရောက်သွားနိုင်နေတဲ့။ဒါကြောင့်ပြည့်တော်ကောင်းသူတော်ကောင်းတို့ဒီမခံလို့ရှိရင်ဒီအပြင်း၅မျိုးရှိတယ်။နံပါတ်၁လူမုံများမယ်။နံပါတ်၂ရံများမယ်။နံပါတ်3အပြစ်များမယ်နံပါတ်4တေဂာနီးမှာယုံညံ့စွာတေရလိုက်မယ် ပြီးရင်ယုံညံ့တဲ့ဘဝတွေကိုရောက်သွားနိုင်တယ်။ဒီအတိခံခြင်းအားဖြင့်အပြန်အကျိုးကျေးဇူး၅ပါးမရနိုင်ဘူးလား။ဒီနံပါတ်၁လူချင်းလူချင်းများပဲ။နံပါတ်၂ရံမများဘူး။နံပါတ်၃အပြစ်လည်းမများဘူး။နံပါတ်၄သေကနေမှကြည်ကြည်လင်လင်ချမ်းချမ်းသာသာတေးရလိမ့်မယ်။နံပါတ်၅ကြည်ကြည်လင်လင်ချမ်းချမ်းသာသာတေးရတဲ့ပုံကိုယ်တွေလာရရောက်ရအောင်မြတ်တဲ့ဘဝတွေကိုရနိုင်လေ။ဒါကြောင့်တတ်နိုင်မယ်များ။ ဘဝမှာတွေ့ကြုံလာတဲ့အဆင်မပြေမှုမျိုးမျိုးစုံကိုဒီခံခြင်းအားဖြင့်တော့ကြော်လွှားနိုင်ဖို့မလိုဘူးလားလောကကြီးမှာတော့ဒီခံနိုင်မယ်ဆိုလို့ရှိရင်စိတ်ချမ်းသာတာပါပဲတကယ်တကယ်ကတော့ဟုတ်လားဘာဖြစ်လို့လဲဆိုတော့အဆင်မပြေတာတွေစိတ်တိုင်းမကြသေးရနေရာတွေကတော့ဘဝမှာမတွေ့ဘဲနေမှာမဟုတ်ဟုတ်လားဘယ်ပုဂ္ဂိုလ်မျိုးမဆိုအဆင်မပြေတာတွေစိတ်တိုင်းမကြသေးရတွေကတော့နေ့စဉ်နဲ့အမြအနေနဲ့အများဆိုလို့မတွေ့ရပါဘူးလား တွေ့ရမယ်။အဲ့ဒါကိုကိုကတီးခံမယ်ဆိုတဲ့အမြင်နဲ့ရင်ဆိုင်မယ်ဆိုလို့ရှိရင်အဖြေကတစ်မျိုးဖြစ်မယ်။ဟုတ်လား။အာဒါကိုငါတီးမခံနိုင်ဘူး။အရာရာကိုတီးမခံမှုနဲ့ပဲဖြေရှင်းမယ်ဆိုရင်အဖြေကတစ်မျိုးထွက်သွားပဲ။ဟုတ်လား။တွေ့တာကြုံတာချင်းကတော့တယောက်နဲ့တယောက်တိတ်ပြီးတော့မကွာကြပါဘူး။ဒါပေမဲ့ရင်ဆိုင်ဖြေရှင်းတာချင်းကြတော့တယောက်နဲ့တယောက်မတူဘူး။ ဟုတ်ရဲ့လားဒါကြောင့်ပြည့်တဲ့ဘောတော်တို့တိခံမှုဖြင့်အစင်မပြေမှုတွေကိုပြေလည်အောင်ဖြေရှင်းနိုင်ဖို့လိုတယ်ဒါဆိုရင်ဘုရားမှာမင်္ဂလာရှိတယ်လို့ဗျာမြတ်စွာဘုရားဟောပါတယ်အဲ့တော့ဦးကြီးတို့ဒီနေရာမှာဒီမင်္ဂလာတရားကိုဟောတဲ့နေရာမှာဟိုတပြေကံဆရာတော်ဘုရားကြီးရေးတဲ့ပေကြီးနေတရားတဲ့ဆိုတဲ့ကျမ်းစာအုပ်ကြီးရှိတယ်အဲ့ဒီထဲမှာမင်္ဂလာတုတ်ကိုဆရာတော်ဘုရားကြီးကအကျေတဝန့်ဖွင့်ဆိုပြီးတော့ရေးထားတယ် အဲ့ဒီကျမ်းစာကိုဦးဇင်းတို့အမိပြုတ်ပြီးတော့ပေသပေါင်းတရကောင်းတို့ကိုကြောပြရပါဟုတ်လားဦးဇင်းတို့တရားကိုမနာပြည့်ရင်လည်းပဲအဲ့ဒီကျမ်းစာအုပ်ကြီးတွေကမင်္ဂလာတုပ်အဖွင့်ကိုကြည့်မယ်ဆိုရင်တော့ဒီတရားနာတာနဲ့သိပြီးတော့ထူးမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ဦးဇင်းတို့စာဖတ်ဖြစ်ဖို့ဆိုတာကလူသားမနေမှာသိပြီးတော့မလွယ်ပါဘူးဟုတ်ရဲ့လားအေးဒါကြောင့်အဲ့ဒီထဲမှာဆိုတော့ဘုရားကြီးကတိခဏ်ချင်းနဲ့ပတ်သက်ပြီးတော့ဘာကိုပြောထားတော့ဆိုတော့ဦးဇင်းတို့ တရားမင်းရဲ့အကြောင်းကိုပြောထားတယ်။ဥရှင်တို့သက္ကတာဝကတန်ယုတ်ပါဠိတော်မှာနဝေပစိတိတုတ်တံဆိုပြီးတော့တုတ်တံတစ်ခုရှိတယ်။အဲ့ဒီတုတ်တံမှာဘာဆိုထားတုံးဆိုတော့ဥရှင်တို့တာဝရိနာရီနဲ့အတူတာတို့ဟာမကြာခဏစစ်ဖြစ်ကြတယ်လို့ဆိုတယ်။တခါတည်းရမှာအတူတာတွေကနိုင်တယ်တခါတည်းရမှာတာဝရိနာကနိုင်တယ်။ဟိုပြက်ပြက်သားသားကြီးနိုင်တယ်လို့လည်းမရှိဘူး။အဲ့ဒါတစ်ချိန်မှာတော့ဝေပစိတိအတူတွေကြီးက နော်အတူတာတို့ရဲ့ဘက်ကခေါင်းဆောင်ပေါ့အဲ့ဒီဝိပဿနာတိအတူတာကိုတရားမင်းကဖမ်းလာတယ်နိုင်လို့ပေါ့ဖမ်းလာပြီးတော့သူ့ကိုနော်ခြေနှချောင်းလက်နှချောင်းခေါင်းနော်ဒီ၅ခုကိုတခါတည်းတုံ့နှောင်ထားတယ်လို့ဆိုလေအဲ့ဒီတုံ့နှောင်မှုကနတ်တို့ရဲ့တကိုးနဲ့တုံ့နှောင်တာဆိုတော့တရားမင်းကမကောင်းဘူးမကောင်းဘူးလို့ဒီလိုစိတ်ရှိလာရင်အဲ့ဒီတုံ့နှောင်ထားတာကြီးကပို့ပို့ပြီးတော့တင်း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 သွားတယ်လို့ဆိုလေဟုတ်လားတော်တော်တော့ပညာသားပါတယ်လို့ဆိုရမှာပေါ့နော် ်တရားမင်းကကောင်းတယ်တကယ်လည်းတရားမင်းကကောင်းပါလေကောင်းတယ်လို့အမှန်တိုင်းသိရင်အဲ့ဒါကညော့နေတယ်သိပြီးတော့ပြဿနာမရှိဘူးအဲ့ဒါလို့တုံ့နှောင်ပြီးတော့တရားမင်းကဘယ်မှာထားတော့ဆိုတော့ဒီသူဓမ္မဇေယျအပေါ့ဝါမှာသူ့ကိုတုံ့ထားတာပေါ့အဲ့ဒါအဲ့ဒီဝိပစီတိအတူတူရတယ်လုံးဝမကြောက်ဘူးအဲ့ဒါတရားမင်းကဒီဇေယျအแทကိုဝင်ထွက်သွားလာနေတာပဲအပေါင်းဖော်တွေနဲ့လှုပ်ရှားရှိတဲ့လှုပ်ရှားမှန်ရရှိတာတွေကိုရှင်းမှန်မှုဒီဓမ္မယုံနဲ့ကိုသွားလာနေတယ် အဲ့ဒါသွားတိုင်းလာတိုင်းဒီဝိပ္ပစိတ်ထိအတူတာကအမြဲတမ်းဆဲတယ်တဲ့ဟုတ်လားအင်မတန်ရုပ်မာတဲ့ညဉ့်ညမ်းတဲ့အတုံးလုံးနဲ့ဆဲတယ်ဒါပေမဲ့တရားမင်းကဘာမှပြန်မပြောဘူးတဲ့ဒါ तू နိုင်လို့တုတ်ထားတယ်သူ့ရဲ့အကျဉ်းသားပဲသူ့အကျဉ်းသားကသူ့ကိုပြန်ဆဲတာကို तू ကဘာမှပြန်ပြီးတော့မလုပ်ဘူးသူ့ကိုတုတ်မထားရင်မဖြစ်လို့သာတုတ်ထားတဲ့အနေထားပဲအဲ့လိုဝင်တိုင်းထွက်တိုင်းဆဲနေတော့မပြောတော့ဆိုတော့ မာတတိကဂျားတွေကလည်းမခံနိုင်ဘူးမခံနိုင်တဲ့အခါကျတော့ဂျားမင်းကိုမေးတယ်ရှင်ဂျားမင်းတဲ့ဒီလိုဆဲနေတာကိုမကြားဘူးလားအဲ့ဒါကိုဘာမှပြန်မပြောဘဲနဲ့သီးခံနေတာဟာကြောက်လို့သီးခံနေတာလားဒါမှမဟုတ်သူ့ကိုရင်ဆိုင်နိုင်တဲ့အားမရှိလို့သီးခံနေတာလားတဲ့ဒါမေးနေရရှိတယ်နော်တချို့ပြန်မလုပ်ဘူးဆိုတာကကြောက်လို့မလုပ်တာရှိတယ်ပြီးတော့သူ့ကိုကိုမရှင်းနိုင်လို့ အခုချိန်တော့မရှင်းနိုင်သေးဘူးကြောက်တော့မကြောက်ဘူးဒါပေမဲ့ရှင်းလိုက်ရင်ကိုနာမယ်ဆိုတာကိုသိလို့တီးခံနေတာလည်းတချို့ရှိတယ်ဟုတ်လားအခုအဲ့ဒါကိုမေးတာကြောက်လို့တီးခံနေတာလားတဲ့ဒါမှမဟုတ် အားမရှိလို့တီးခံနေတာလားတဲ့အဲ့လိုမေးတဲ့အခါကျတော့တရားမင်းကငါသူ့ကိုကြောက်လို့တီးခံနေတာလည်းမဟုတ်ဘူးသူ့ကိုရှင်ဖို့အတွက်အားမရှိလို့တီးခံနေတာလည်းမဟုတ်ဘူးစင်စစ်အားဖြင့်ငါလိုပညာရှိတဲ့လူတယောက်ဟာငါလိုပညာရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာ ဒီလိုမိုက်မဲတဲ့လူတယောက်နဲ့ရှင်းပြီးတော့ပြောကြရအောင်မရှိဘူးတဲ့ဟောလူဆိုတာဉာဏ်ကြီးလေလေကိုယ့်အဆင့်ကိုကိုယ်နားလေလေလေပါပဲဟုတ်ရလားအေးပညာရှိတဲ့လူတယောက်ဟာမိုက်မဲတဲ့လူတယောက်နဲ့ရှင်းပြီးတော့ပြောကြရအောင်မရှိဘူးတဲ့ဒါကြောင့်မလို့ငါဘာမှမပြောဘူးလို့ပြောတော့အဲ့ဒီလိုပြောတဲ့အခါကျတော့မတ္တလိကဘာပြန်ပြောလို့ဆိုတော့တရားမင်းနဲ့လူမိုက်တယ်ဆိုတာဒီခံနေလို့ရှိရင်ရောက်တက်လာတဲ့သဘောရှိတယ်တဲ့ ဒါကြောင့်သူတို့ကိုပြင်းပြင်းထန်ထန်ဓာန်ပေးခြင်းအဖြစ်တားမြစ်မှတာနဲ့လူအများစုချမ်းသာရရမယ်ပေါ့ဟုတ်လားသူတို့ကိုမတားမြစ်ဘူးဆိုရင်သူတို့ဟာမိုက်မဲတဲ့အတွေ့အကြုံအများကြီးအကျိုးမဲ့တွေကိုလုံနိုင်တယ်ဒါကြောင့်တီးခံနေလို့မဖြစ်ဘူးလူမိုက်ဆိုတာဓာန်နဲ့ပဲတန်တယ်လို့ပြောတယ်ယုတ်တည်းရစဉ်းစားရင်တော့ပိဋကပေါင်းတော်တို့ဒါဟာတော်တော်သဘာဝချရတယ်လို့ထင်ရရှိရနော်ဒါကလည်းပဲလောကအမြင်လောကရှုထောင့်ကနေကြည့်ပြီးတော့မာတလိကပြောတာဖြစ်မှာပါ ဲ့ဒါလိုပြောတဲ့ခါကျတော့ကြားမင်းကဘာပြန်ပြောတော့ဆိုတော့ပတလီတဲ့အင်းလူတယောက်အမျက်ထွက်လာပြီတစုံတယောက်အမျက်ထွက်လာပြီဆိုရင်ကိုကပြန်ပြီးတော့အမျက်မထွက်ဘဲနဲ့စိတ်မတူဘဲနဲ့မတုံ့ပြန်ဘဲနဲ့ကိုဘတော်ကိုငြိမ်ငြိမ်ချမ်းချမ်းဖြစ်အောင်တိဆောက်ပြီးတော့နေချင်းတည်ပင်နဲ့အဲ့ဒါလူမိုက်ကိုအကောင်းဆုံးတားခြင်းလို့ငါထင်တယ်တဲ့တရားမင်းရဲ့တကားကအလွန်လေးနဲ့တဲ့တဲ့ကြောင့်သူ့ဟာကိုလွယ်လွယ်နဲ့လက်ခံဖို့တော့မလွယ်ဘူး ဟုတ်လားလွယ်လွယ်နဲ့လက်ခံဖို့မလွယ်ဘူးဆိုတာကခဲရခဲစစ်စဉ်းစားပြီးတော့ညံပါပါနဲ့စဉ်းစားရင်တော့သူ့ဟာကမှတကယ်ကောင်းတယ်ဆိုတာကိုသိရလိမ့်မယ်ဟုတ်ရဲ့လားသူကလက်ခံတယ်ဆိုတာပေးတဲ့ရင်နားလည်မှလက်ခံလို့ရအောင်လက်မခံဘူးဆိုတာက နားမလည်သေးဘူးဆိုတဲ့အတိတ်ပဲလို့ဦးဇင်းထင်တယ်ဟုတ်ရဲ့လားအေးခုတရားမင်းရဲ့စကားတွေကိုနားလည်မယ်ဆိုရင်တော့လက်မခံနိုင်ကြအကြောင်းမရှိဟုတ်လားအဲ့တော့လူမိုက်ကိုဒံပေးမ လူမိုက်ဟာငြိမ်ပဲလို့မန္တတိကပြောတာအဲ့တော့သကြမင်းကဘလို့ပြန်ပြောတာတော့သူ့ကိုတီးခံနေခြင်းကိုကပဲသူ့ကိုဒါအကောင်းဆုံးတားဆီးနေတယ်လို့သူကပြန်ပြောတာအဲ့လိုပြောတာကိုမန္တတိကလက်မခံလက်မခံမနဲ့သူကဘာပြောလဲဆိုတော့သကြမင်းနဲ့တီးခံခြင်းမှာကျွန်ုပ်ကတော့အပြစ်တွေပဲမြင်နေတယ်။တော့တီးခံရတာကောင်းကိုမကောင်းဘူးလို့မြင်နေတယ်။ဘာဖြစ်လို့လဲဆိုတော့ ပြီးခံပြီဆိုလို့ရှိရင်လူမိုက်တွေကရှုံးတဲ့နွားရဲ့နောက်ကိုနိုင်တဲ့နွားတွေကဝိုင်းပြီးတော့လိုက်ကြတယ်လို့အဲ့ဒါအများကြီးလိုက်ပြီးတော့လွှမ်းမိုးကြတယ်အနိုင်ကျင့်ကြတယ်တဲ့ဒါကြောင့်ပြီးခံတာကောင်းဖို့မကောင်းဘူးတဲ့ကဲပေးတဲ့လို့အဲ့ဒါကိုသဘောကျလားအဲ့ဒါကမြတ်စွာဘုရားရဲ့အလိုတော်ကြမဟုတ်ဘူးနော်အဲ့ဒါလိုပြောတဲ့အခါကျတော့ကြာမင်းကဘာပြောတုံးဆိုတော့မတတိတဲ့ငါ့ကိုကြောက်တယ်လို့ထင်ရင်လဲထင်တဲ့နော်မထင်ရင်လဲနေတဲ့ ဘယ်လိုပဲထင်ထင်ထင်နေတဲ့အတိုင်းထင်ကြပါစေတကယ်စင်စစ်အားရှိပါလည်းနဲ့အားမရှိတဲ့လူကိုတိခန္ဓာဟာအလွန်မှမြတ်တယ်တဲ့ဟုတ်လားအားရှိပါလည်းနဲ့အားမရှိတာအားမရှိတဲ့လူကိုတိခန္ဓာရတာအလွန်မှမြတ်တယ်ဘာကြောင့်လို့ဆိုတော့လောကကြီးမှာများသောအားဖြင့်တိခန္ဓာနေကြတာဟာအားမရှိလို့တိခန္ဓာနေကြတာများတယ်တဲ့ဟုတ်လားငါကတော့သူ့ကိုနိုင်နိုင်တဲ့အစွမ်းရှိပါလည်းနဲ့အားရှိပါလည်းနဲ့ငါတိခန္ဓာနေတယ်ပေါ့ ကြမင်းကအဲ့ဒီမှာသူဘာဆက်ပြောတုံဆိုတော့လူမိုက်တေရဲ့အားဟာတကယ်အားမဟုတ်ဘူးတဲ့ဟုတ်လားအမြဲဒေါသကိုထိမ့်သိမ့်ပြီးတော့တိခဏနိုင်ရင်ဆိုတဲ့ခွန်အားကမှတကယ်အားဖြစ်တယ်တဲ့ဟုတ်လားဒီစကားတွေကပေးသက်ပေါင်းတို့ကောင်တို့အကျဉ်းတုံးဝပြောစရာအလွန်ကောင်းနေကြဟုတ်လားလူမိုက်တို့ရဲ့အားဟာတကယ်အားအစစ်မဟုတ်ဘူးတဲ့တိခဏချင်းခွန်အားဒီတာနဲ့တကယ်အားဖြစ်တယ်တဲ့အဲ့တော့လောကကြီးမှာ အမျက်ထွက်လာတဲ့လူတယောက်ကိုကိုကပြန်ပြီးတော့အမျက်မထွက်ဖဲနဲ့နေတာဟာကို့အတွက်ရောသူ့အတွက်ရောအကောင်းဆုံးဖြစ်အောင်ကျင့်300ရောက်တယ်တဲ့ဒါကိုပေးတဲ့ပေါင်းသူတော်ကောင်းတို့နားလေစရာအလွန်ကောင်းပါတယ်ဗျာနော်တစုံတယောက်ကကို့အပေါ်မှာမကောင်းတာကျန်တဲ့အမျက်ထွက်တယ်ကိုကမတုံ့ပြန်မဲနဲ့အမျက်မထွက်ဖဲနဲ့နေမယ်ဆိုလို့ရှိရင်ကိုအမျက်မထွက်ဘူးကိုကောင်းကောင်းမွန်မွန်နေတယ်ဆိုတာကိုသူကမတီးပဲနေမှာမဟုတ်အဲ့ဒါဒီပင်နဲ့သူ့ကိုထပ်ပြီးတော့အမျက်တွေထွက်မလာဘူးရုံမှမှုတွေဖြစ်မလာဘူး သူ့ကိုရက်ဆိုင်ရာရောက်တယ်။သူကအမျက်ထွက်လို့ကိုကအမျက်ထွက်မယ်ဆိုရင်သူကလည်းပြန်ပြီးတော့အမျက်ထွက်ပြီးတော့ဒီဒေါသတန်လျာဒီပြင်းမှမှုတန်လျာဟာဆုံးမမဟုတ်ဟုတ်ရဲ့လား။သူကမကောင်းလို့ကိုကမကောင်းဆိုကိုကမကောင်းတော့သူကပြန်မကောင်းမယ်ဆိုတော့ဒီမကောင်းတန်လျာကြီးဟာလဲနေတော့မှာဟုတ်ရဲ့လား။သူကမကောင်းတာဟာသူ့အပိုင်းကဏ္ဍငါကတော့သူမကောင်းခြင်းတည်ငါမကောင်းခြင်းရဲ့အကြောင်းတရားမဖြစ်စေရဘူးဆိုတဲ့သဘောနဲ့တော့သူမကောင်းတာကသူမကောင်းတာ ငါမကောင်းတာလို့ရင်ငါကလည်းမကောင်းတာအတူတူဖြစ်သွားပဲဒါကြောင့်ငါကတော့ကောင်းအောင်ပဲနေမယ်ဆိုပြီးတော့သူမကောင်းတာကိုမကောင်းတာနဲ့မတူဘဲနဲ့မတုံ့ပြန်ဘဲနဲ့အကောင်းဆုံးအနေထားနဲ့နေနိုင်မယ်ဆိုရင်ဒါမကောင်းတဲ့စက်ကြီးလဲဖို့အတွက်ကိုကအာမပေးတော့ဘူးမကောင်းတဲ့စက်ကြီးကိုရက်ဆိုင်ဖို့အတွက်ပြုတ်လို့ရမရောက်ဘူးလားအေးအဲ့ဒါဒီပဲလေကိုယ့်ရဲ့အကျိုးစီးပွားကိုလည်းကျင့်300ရောက်တယ်သူ့ရဲ့အကျိုးစီးပွားကိုလည်းကျင့်300ရောက်တယ်မတလီတဲ့လောကကြီးမှာ အမျက်ထွက်တဲ့လူကိုပြန်ပြီးတော့တုံ့ပြန်အမျက်ထွက်တဲ့လူဟာအဲ့ဒီရှေးအမျက်ထွက်တဲ့လူတွေကနောက်ကလိုက်ပြီးတော့အမျက်ထွက်တဲ့လူဟာပို့ပြီးတော့ရုပ်မာတယ်လို့ငါထင်နေတဲ့ဒါကလည်းသူကအကြောင်းရှိတယ်အဲ့လိုပြောရတာဟုတ်လားအမျက်ထွက်တဲ့လူကိုပြန်ပြီးတော့အမျက်ထွက်တာဘာလဲလို့ရုပ်မာတယ်လို့ငါထင်နေတဲ့ဘာကြောင့်လို့ဆိုတော့သူ့မှာအမျက်ထွက်လို့စိတ်ဆင်းရဲကိုဆင်းရဲပူပူလောင်လောင်ဖြစ်နေတာကိုကိုတိပါလဲခင်နေဒီမကောင်းတဲ့အမျက်ကိုကိုကဆက်ပြီးတော့လက်တဲ့ခန္ဓာဟာ ဒါကိုအလွန်မှမိုက်မဲရာရောက်တယ်ဟုတ်လားကို့မှာအကောင်းဆုံးရှေ့ကနေပြီးတော့ဒီတရားဟာဒီလိုဒုက္ခတွေပေးတတ်ပါတယ်လို့ဘဝနဲ့ရင်းပြီးတော့ကို့ရှေ့မှာလာပြီးတော့တက်တည်ပြနေတာကြီးရှိပါလေကနဲ့မြင်ပါလေကနဲ့ဟုတ်လားဒီလိုဒေါသမျိုးဒီလိုဒုက္ခပေးတတ်တဲ့အရာမျိုးကိုကိုကဆက်ပြီးတော့လက်တင်ခံမယ်ဆိုရင်သူ့ထက်ကိုကပို့ပြီးတော့မိုက်မဲရာမရောက်ဘူးလားအေးဒါကိုပြောတာနော်တုံ့ပြန်အမျက်ပြန်၍ထွက်မှုရှစ်ထက်နောက်လို့မိုက်တော့ဟူ၏ဆိုတာဟုတ်လား နော်သူမှအမျက်ထွက်လို့ဒေါသတွေဖြစ်လို့ဆင်းရဲနေတာကိုသိပါလေခင်နဲ့ဟုတ်လားဒီလိုဒေါသမျိုးသူ့လမ်းစဉ်ကြီးကိုပဲကိုကဆက်ပြီးတော့လိုက်မယ်ဆိုရင်ကိုကမတ်ရမယ်ဟုတ်လားရောက်တယ်အဲ့ဒီမှာသူကဘာဆက်ပြောတော့ဆိုတော့သူအမျက်ထွက်တာကိုကိုကအမျက်မထွက်ဘဲနဲ့သီးခတ်နိုင်မယ်ဆိုရင်တော့သင်္ကာမေဇိတိဒုစရအလွန်တရာအောင်နိုင်ခဲ့တဲ့စစ်ပွဲတွေကိုအောင်နေလို့ဆိုရမင်းရဲ့ဟုတ်လားပေးတဲ့ပေါင်းတော်တော်တို့စစ်ပွဲဆိုတာအောင်ဖို့မလွယ်ပါဘူး ဟုတ်လားတစ်ဖက်ကလည်းတိုက်ခိုက်နေတာပဲလေဟုတ်လားအေးအဲ့ဒါလို့ဆိုရင်အောင်းနိုင်ကြီးတဲ့တိုက်ပွဲကိုအောင်းနေဆိုတာဘာလဲနော်ဒီခံနိုင်ကြီးတဲ့အရာကိုဒီခံလိုက်နိုင်တာဟာအောင်းနိုင်ကြီးတဲ့တိုက်ပွဲကိုအောင်းတာပဲဟုတ်ရဲ့လားဒါကြောင့်ပြည့်တော်ဘောင်းသူတော်ကောင်းတို့တရားမင်းကဗာလိတောင်ဆက်ပြောထားတယ်ရုံဆိုတော့နော်အဲ့ဒါလို့ဒီခံတဲ့ပုဂ္ဂိုလ်ကမိမိအတွေ့ရောသူတော်ဘာအတွေ့ရော အကောင်းဆုံးဖြစ်အောင်ကျင့်သုံးနေတာကိုပဲ မိုက်မဲတဲ့လူတွေကဒီသီးခံတဲ့လူကိုအလကားပါဒီလူဟာလူအပါလူမိုက်ပါလို့အပြစ်တင်ကြသေးတယ်တဲ့ဟုတ်ရဲ့လားဒါကြောင့်ပြည့်တော်ပေါင်းတော်ကောင်းတို့သီးခံခြင်းတရားဆိုတာကတကယ်တမ်းလေးလေးနက်နက်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်အလွန်မှမြင့်မြတ်တဲ့တရားဖြစ်တယ်ဟုတ်ရဲ့လားအလွန်မှမြင့်မြတ်တဲ့တရားဖြစ်တယ်ဒါကြောင့်တော်ကောင်းကြီးတွေကနော်စေကပုံလေးတစ်ခုရှိတယ်မို့လားတင်းကြီးခံနိဗ္ဗာန်ရောက်ဟုတ်လား ဲ့ဒါတကယ်နိဗ္ဗာန်ရောက်မယ်တဲ့တင်းကြီးခံနိုင်လို့ရှိရင်ဘာပဲဖြစ်ဖြစ်တင်းကြီးခံနိုင်ရင်တကယ်နိဗ္ဗာန်ရောက်မယ်သီလတမာတိပညာနာခန္တီပရဏကာရဏနော်ကောင်းပေးဆိုတဲ့သီလတမာတိပညာသူတော်ကောင်းတရားတွေဟာတိခဏ်ဉင်းကိုအခြေခံပြီးတော့မှအကြောင်းပြုပြီးတော့မှဖြစ်နိုင်တာတဲ့ဟုတ်လားတိခဏ်ဉင်းဆိုတဲ့ပရဏအကြောင်းတရားမရှိဘူးဆိုရင်သီလလည်းမဖြစ်နိုင်ဘူးတမာတိလည်းမဖြစ်နိုင်ဘူးပညာလည်းမဖြစ်နိုင်ဘူး အထိတ်လောက်ထိတောင်ပေးတတ်ပါတယ်တော့လို့သဘောပေါက်ဖို့လိုရင်တော့အေးဒါကြောင့်တိခဏ်ကြီးအကျင့်တရားကိုတတ်နိုင်တယ်များကျင့်သုံးဖို့လိုတယ်။ဒါနဲ့ဘာတွေကိုတပြည့်တူတိခဏ်ရမှာတော့ဘဝမှာဘာတွေကိုတိခဏ်ရမှာတော့အကျဉ်းချုပ်ကလေးပြောမယ်ဗျ။တိတ္တပအုံနတ္တအေးကိုတိခဏ်ရမယ်အပူကိုတိခဏ်ရမယ်တဲ့။အတိခန္ဓာကိုကြီးဟာဒီရာတိဥတုအပူအေးကိုဘယ်လိုမှရှောင်လို့မရအောင်ကိုလာအေးလို့သာစိတ်တုံမယ်ပူလို့သာစိတ်တုံမယ်ဆိုလို့ရှိရင်ကိုဟာရင့်ကျက်ရမရောက်တော့ဘူး။ ဟုတ်တယ်မဟုတ်လားဉာဏ်ကြီးကမရောက်တော့ဘူးကိုကစိတ်တူလို့လည်းပဲအေးဓာကြီးကပူမသွားသလိုပူဓာကြီးကလည်းအေးသွားမှာမဟုတ်ဘူးဟုတ်ရလားအဲ့ဒီတော့သီးခံခြင်းအောင်ဖြစ်တာလေကိုဟာနားလေတဲ့လူရင်ကျက်တဲ့လူအသိဉာဏ်ရှိတဲ့လူလို့ဆိုရမှာမဟုတ်လားရောက်တယ်ဒါကြောင့်အပူကိုသီးခံရမယ်အေးကိုသီးခံရမယ်နောက်ပြီးတော့ရိကိစာယပိပါဒာယဆောင်းလောင်မှုသိခြင်းကိုသီးခံရမယ်ဟောခန္ဓာကိုယ်ကပေးလာတဲ့ပြဿနာပါဆောင်းလောင်မှုသိတယ်ဆိုတာ ပိတ္တဘောတောင်းလို့ရှောင်လို့မရဘူးနော်ရှင်တန်းနေတယ်ဆိုတာကအာဟာရတည်းတွေကိုကုန်ခန်းစီရင်လောင်ကျွမ်းစီရင်ဖြင့်ရှင်တန်ရတာဘူးအဲ့ဒီတော့အာဟာရကိုအမြဲတမ်းထည့်ပေးရမယ်ပေါ့ဟုတ်ရဲ့လားဒါကိုဆားလောင်လာလို့မှုတ်သိမ့်လာလို့ကိုဟာတိမခံနိုင်ဘူးဒေါသဖြစ်မယ်ဆိုရင်မိုင်မဲရန်ရောက်မယ်ပေါ့ဟုတ်လားဒီနောက်ပြီးတော့ဒန္တမကတဝါဒတပတ္တိတပတ္တဖတ္တနာမဲ့ချင်းရင်လေးနေပူမွေကင်းတန်းတို့ရဲ့အတွေ့ကိုတီးခံရမယ်တဲ့ဟုတ်လား လေဘူးတိုက်လာတဲ့နေတွေပူလာတဲ့ကျင်တွေကြိုးတွေတန်းတွေပိုးကောင်မွားကောင်လေးတွေရှိတယ်ဟုတ်လားဒါတွေကိုလူ့ဘဝကြီးမှာရှောင်လွှဲလို့မင်းရအဲ့ဒါကိုမလုပ်ရမလို့ဒေခံရပဲနောက်ပြီးတော့ဦးဇင်းတို့ဒုရုဒ္ဒနံဒုရာကတနံဝဆနပဋ္ဌာနံပဝန်းကျင်ကကိုယ့်အကြောင်းမကောင်းပြောလာတဲ့အသံတွေကိုလည်းပဲဒေခံနိုင်ရပဲတဲ့ဘလုံးမလက်တွေ့ကြတဲ့ဟောပြောချက်တွေနော်ဒီကိစ္စမှာရှင်များဟုတ်ရလားပဝန်းကျင်ကကိုယ့်ကိုမကောင်းပြောလာတဲ့စကားအသံတွေကိုဟာရှောင်လို့မရဘူး ကိုလည်းပဲသူများအကြောင်းပြောခြင်းဟန်ပြောသလိုသူများကလည်းကိုအကြောင်းပြောခြင်းဟန်ပြောမှာပဲဟုတ်လားသူများပါဇက်ပေါက်ကို like ပိတ်လို့ဖြစ်တဲ့ကိစ္စမဟုတ်ဘူးအဲ့တော့တွေ့ကြုံလာတဲ့အဲ့ဒီအခြေအနေကိုတိခန့်ချင်းအားဖြင့်သာလင်းဥမာချမ်းသာအောင်ကြိုးစားအထောက်ကျရမှာဟုတ်ရဲ့လားအေးနောက်ပြီးတော့ဘာကိုတိခန့်ရမှာတော့ဆိုတော့ဒီခန္ဓာကိုယ်ကဖြစ်ပေါ်လာတဲ့ဥပ္ပန္နနာတရီတိကဏဝေဒနာနာတိဗ္ဗာနာခရဏံကတုကဏအတ္တတနာအမနာပါနာ ပါဏဟရဏအဓိဝါဒကဇာတိကဟောတိတဲ့ဒီခန္ဓာကိုယ်ကြီးက ဖြစ်ပေါ်လာမဲ့အလွန်မှပြင်းထန်တဲ့ခါးပြီးတဲ့ပူလောင်တဲ့နော်ယောဂါတို့ကြောင့်ဖြစ်လာတဲ့ဆင်းရဲတဲ့ဒုက္ခဝေဒနာတွေဆိုတာတစ်ချိန်မှာတွေ့ရလိမ့်မယ်ကြုံရလိမ့်မယ်ဟုတ်ရဲ့လားပါဏဟရဏအသက်ကိုတောင်နှုတ်ယူသွားနိုင်သည့်အထိပြင်းထန်ဆိုးရတဲ့ဒုက္ခတွေကိုဒကာမတို့ဦးဇင်းတို့ရဲ့ခန္ဓာကိုယ်ကြီးကတနေ့မှပေးလာပါဟုတ်လားပြလာပါအဲ့ဒီအချိန်မှာမလုပ်နိုင်အောင်ကြိုးစားရမလို့ဒီခံနိုင်အောင်ကြိုးစားရမယ် အဒီခန္ဓာကိုယ်ကြီးကပဲဆင်းရဲဒုက္ခကြီးလာပါပြီဆိုတာကိုပဲဖြစ်စေအောင်ပါဟုတ်တယ်မဟုတ်လားအေးဒါကြောင့်ပေးတဲ့ဘောတော်တော်တို့မြတ်စွာဘုရားကတော့ဒေသနာတော်အတိအသီးမှာအဲ့ဒီအချက်မြင့်အဖြစ်အချက်၅ချက်ကိုတိခါရမယ်လို့ဟောထားတယ်နော်အပူအေးကိုတိခါရမယ်ဆာလမုတ်သိချင်းကိုတိခါရမယ်ကိုးကောင်မွားကောင်လေးဘူးနေဘူးတို့ရဲ့တန်းကိုတိခါရမယ်နော်ဘဝဉ္ဇဉ်ကပြောလာဆိုးလာတာတွေကိုဒီခံရမယ်ခန္ဓာကိုယ်ကအမျိုးမျိုးဖြစ်လာတဲ့အဆင်မပြေမှုတွေကိုဒီခံရမယ် အဲ့ဒါလို့ဘာတွေပဲတွေ့လာလားအဆင်မပြေမှုမှန်တယ်များကိုဒေါသမဖြစ်စေဘဲနဲ့ကြီးကြီးတာတာနားလည်မှုအပြည့်နဲ့သိခံနိုင်မယ်ဆိုလို့ရှိရင်အဲ့ဒါအလွန်မှကြီးမြတ်တဲ့မင်္ဂလာရှိတယ်လို့ဆိုရမယ်ဟုတ်ရဲ့လားဒါကြောင့်ပေတပေါင်းတို့တော်ကောင်းတို့သိခံနိုင်ရင် မင်္ဂလာရှိတယ်